အားလုံးပဲမင်္ဂလာပါရေဘော်ရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မီလာ၁၀ရက်နေ့ဒီနေ့မှာအကြမ်းမဖက်စစ်တပ်ပြပြီးကျွန်တော်တိုင်းရင်းသားပြည်သူတွေကိုလူမျိုးတုံးအကြမ်းဖက်တပ်ဖြတ်နေပါတယ်တောင်းပြီးလွတ်မြောက်ရေးတပ်မတော်ထိ ंछ ုပ်ထားတဲ့နေပြည်တော်နဲ့ကိုအစိမ့်ငွေဘုံ20ကျင်းကျဲချပြီးတော့ရေးရဆက်ဆက်တပ်ဖြတ်နေတဲ့အကြောင်းကိုတင်ပြပေးပါမယ် နောက်တဲ့ဂျင်းတစ်ခုကတော့ KIA ကရာရှိဒါရှိနောနန်တိုက်ပွဲကြသွားတဲ့တရင်ကြောင့်သူ့ရဲ့မိခင်ဖြစ်သူဒေါ်နန်ဘရာခေါ်နီနှလုံးရက်ပြီးတော့တည်ဆုံးခဲ့တဲ့အကြောင်းတင်ပြပေးပါမယ်။ဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေဟာလက်ရှိကျွန်တော်တို့တော်လန်ရှိမှပိဆက်သူ အများအပြားနဲ့စွန့်လွတ်သူအများအပြား ဘာကြောင့်သူတို့တွေခဏချင်းထိပေးဆက်ဆောင်တိုက်ပွဲဝင်နေလဲဆိုတဲ့အကြောင်းအရာတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကိုကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုဒလီဒီစာဖိတ်ခေါ်လိုက်ပါတယ်။ယန်သူကတော့ယန်သူပိတာပါတယ်။ဘာကြောင့်ကျွန်တော်တို့ရတပ်ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာလဲဆိုတဲ့အကြောင်းတွေကို ကျွန်တော်မိဘတွေကိုကျွန်တော်တင်ပြခဲ့တာလည်းရှိပါတယ်။ဒါပေမဲ့ဒါတွေကိုကျွန်တော်တို့အမြဲမပြတ်စောင့်ကြည့်နေဖို့လည်းအရေးကြီးပါတယ်။ဒီအချိန်မှာသူတို့ဟာလက်ရှိဆုံးရှုံးထားတဲ့နေမြေပြီးတော့ဒါဆက်မဖြစ်နေတဲ့နေရာတွေမှာကျွန်တော်ယသာပြည်သူကြီးတတ်တတ်ရွေးချယ်တက်ဖြတ်နေတာကျွန်တော်လူငယ်တွေပြောပြီးသားကျွန်တော်ရဲဘော်တွေပြောပြီးသားစစ်ကိုစစ်နဲ့တူအောင်တိုင်ပါ ျွန်တော်ရှိတဲ့နေရာကိုဘုံကျဲသွားလို့ကျွန်တော်တို့ဒါတိုက်ပွဲအတွင်းထဲမှာတော့လကောင်းကျွန်တော်စုရဲ့မအများအပြားစုလိုက်ပြုံလိုက်ကျွန်တော်တို့ထိခိုက်ခဲ့ရတဲ့ဖြစ်စဉ်မျိုးလွန်အင်မတန်ရှားပါးတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရှင်သူအကြောင်းကိုသိတယ် ဒါပေမဲ့သူတို့ဟာကျွန်တော်တို့ရှိတဲ့နေရာမဟုတ်ဘဲနဲ့ကျွန်တော်တို့ပြည်သူတွေရှိတဲ့နေရာကိုတတ်တတ်မဲ့ဘုံကျဲတစ်ဖြက်ဒါပါကို ပြချင်တာလဲဆိုရင်ဒီပြည်သူတွေဟာကျွန်တော်တို့ကိုဝင်းရင်ကုညီထောက်ပံ့နေတယ်ကျွန်တော်တို့ရှိနေကြကိုတတိမပေးလို့ဆိုတော့ဒီလိုမျိုး ဆွဆွဲကျင်တဲ့ခေါင်းစဉ်မျိုးစုံတွေပဲသူတို့ကျွန်တော်တို့အချက်သားပြည်သူတွေကိုတပ်ဖြတ်နေတာယနေ့အချိန်ထိမရက်တန်သေးပါဘူးဒါတွေအကုန်လုံးရက်တန်နိုင်ဖို့ကကျွန်တော်တို့အားလုံးဒီချက်ပို့ပြီးတော့အလင်းမြန်ဆုံးစ조사ဆောင်ရွက်ဖို့ရည်ကြီးပါတယ်လက်ရှိလည်းလှုပ်ဆောင်နေတယ်ဒီကနေ့မှာ trinity dan လေးတစ်ခုအရင်ဆုံးပြောချင်တာက ကရင်နေမြီမှာတိုက်ပွဲဖော်ဆောင်နေတဲ့ပုံစံဟာကရင်တော်လန်ရေးသမိုင်းမှာထူးခြားတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။စကမ်းတစ်ခုဝေးတစ်ခုကိုဒေဆက်မနာရန်တိုက်ခိုက်သိမ့်ပိုက်နေတာပြီးတော့ဒီထိုးစစ်တွေဟာစေရွေချက်ရီမန်းချက်ကိုတိတိကျကျပြပြသားသားပုံဖော်နိုင်တာကိုကျွန်တော်တို့ ထူးခြားစွာတွေ့ရဖြစ်မယ်ကျွန်တော် KNU တက်မှအတီးတီးကျွန်တော်ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေနဲ့ပြီးတော့စစ်ကြောင်းကကျွန်တော်တို့ဒါပြည်သူတွေလေးစားချစ်ခင်ရတဲ့ကျွန်တော်တို့ရဲ့ရဲဘော်ညီကိုတွေစူးစမ်းမှုအတော်လေးကိုခရီးရောက်နေပါတယ်လက်ရှိအချိန်မှာကျွန်တော်တို့ထိုင်းမြန်မာနေဆက်ထိဆက်နေတဲ့ကျွန်တော်တို့ border line အဲ့ဒီပေါ်မှာရှိတဲ့ကျွန်မဖက်စစ်ခွေးတက် စခန်းတစ်ခုမကြံကျွန်တော်တို့တစ်ခါတိမ်ပိုက်ထိချုပ်နိုင်ရပါပြီဒါကရှင်းပါတယ်အာဂနေဆိုတာ ਨੇ ထိုင်းဘက်ကိုထွက်ပြေးထိုင်းဘက်ကပြန်ဝင်ထိုင်းဘက်ကပြန်ပို့ဆိုတော့ထိုင်းမြန်မာနေဆက်လုံးဂျုံကြီးအဲ့ဒီခေါင်းစဉ် ਨੇ ဒီကောင်နေ ဒါခြံစည်းကိုခွထိုင်ပြီးတော့ငကိုတွေကပြေးဖို့ရည်ရွယ်ချက်ရှိတယ်ထင်ပါတယ်။ဒါကြောင့်လည်းပဲကုန်းပြင်းချင်းထိဆက်နေတဲ့နေရာပေါ်မှာအချို့စကန်းတွေဆိုရင်ကျွန်တော်တို့ဒါကင်ပြင်းတဲ့အတွင်းကျွန်တော်နိုင်ငံအတွင်းထဲမှာစကန်းဧရိယာရဲ့၃ပုံတပုံလောက်ပဲရှိပြီးတော့ကျန်တဲ့၂ပုံလောက်ဟာထိုင်းနိုင်ငံမြေပိုင်နဲ့အထက်မှာ ရောက်ရှိနေပါပြီ။ဆိုတော့ထိုင်း နေနမိတ်နဲ့ပတ်သက်ပြီးတော့ဒါထိုင်းစုရရဲ့ထုတ်ပြန်ကြေညာချက်တွေပဲစိုင်းပါလိမ့်မယ်ကျွန်တော်တို့ကတော့မြေပြင်ချင်းတွေကိုကောင်းကောင်းသိပါတယ်ကျွန်တော်ဟာတာလေးတော့လုတ်ခဲ့ဘူးတယ်အမှသတင်းမှကျွန်တော်မကောင်းလို့ကြောက်ရမိပါတယ်သိကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ဒါ Telegram မှာတည်တဲ့လာရောက်မေးမြန်းပါဆိုတော့ကျွန်တော်တို့စကမ်းဒါရှိတဲ့နေရာက ဒါမြန်မာဘတ်ချမ်းပေါ့နော်မြန်မာဘတ်ချမ်းမှာရှိရယ်ဆိုတော့ time bank နဲ့လဲကျွန်တော်တို့အခြေလန်းလန်းလန်းလှမ်းလိုက်ပြီဆိုတော့ ਨੇ time bank ကိုရောက်သွားတော့ခါကကြရင်အာကိုရှန်လေးဘမာနေတာလဲဆိုတော့ကျွန်တော်တို့ကဘလို့ပြောရမှန်းတော့မသိဘူးမြန်မာနိုင်ငံ twin မှာနေတာလား thai နိုင်ငံ twin မှာနေတာလားဆိုတာတော့မှပြောရခက်ပါတယ်ဆိုတော့ကျွန်တော်တို့အဲထမင်းစားတယ်ကျွန်တော်ရေချိုးရေချိုးမဲ့ကိစ္စတွေပါပေါ်လာတယ်ဒါမှမဟုတ် ချောပေါ့ဗျာအပေါ်ပါသွားချင်တဲ့ကိစ္စမျိုးတွေပေါ်လာတဲ့အခါကျရင်ကျွန်တော်တို့ဒီပကန်းကိုကုလိုက်ပါတယ်။ဒါလေးပါ။ဟုတ်ပြီ။ရွေးချယ်ရှိနေလို့တာတော့မဟုတ်ပါဘူး။ဟုတ်ပြီ။ကျွန်တော်ဒီကနေ့မှာကျွန်တော်ရဲ့မိဘတွေကိုတပြပေးချင်တာကကျွန်တော်ဒါဒေါ်လာရေးတစ်ဖွဲ့ဝင်ပေါ့နော်။အားလုံးအသီးသီးဟာ business owner တိုက်ပွဲဝင်နေတယ်လို့သူတို့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေကလည်းထပ်တူ ခံစားပိဆက်နေတဲ့ဆိုတဲ့အကြောင်းကိုဒီကနေ့ထပ်မံပြီးတော့သိတာထင်ရှားစီတာကကျွန်တော်ဖားကန်မြို့မှာကျော်တိုက်ပွဲဖြစ်ပွားတဲ့လက်ရှိတိုက်ပွဲအတွင်းမှာပဲ KIA ဘူကြီးဒါရှိနောနန်တိုက်ပွဲမှာသတင်းတိုက်ပွဲကြဆုံးခဲ့တယ်အဲ့ဒီသတင်းကိုကြားလိုက်တဲ့မိခင်ဖြစ်သူဒေါ်ခွဲဘရာခေါ်နန်ကနှလုံးရက်ပြီးတော့တိတ်ဆုံးခဲ့ရပါတယ်။တာမီနှစ်ဦး တပြိုင်နက်တည်းတရက်သေးပေါ့ဗျာတရက်သေးသိဆုံးသွားတဲ့အခြေအနေမှာ나ยีအတူတူလွတ်လည်ရပါတယ်ဒီပိဿာလေးကိုတွေ့တော့ကျွန်တော်အနေနဲ့ဘလို့ခံစားမိမှန်းကိုမသိအောင်ဖြစ်သွားပါတယ်ကျွန်တော်တော်လန်တော့ရဲပေါ့လူငယ်တိုင်းမှာမိပါရှိကျွန်တော်တို့မိပါတွေရောကျွန်တော်တို့အတွက်ဘလောက်တောင် စိတ်ပူနေလဲပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ခံစားမိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလက်ရှိပိုက်ပွဲဝင်နေတဲ့ရဲဘော်လူငယ်တွေရဲ့အနောက်မှာဒီလိုမိခင်မျိုးတွေကျွန်တော်တို့ပိုင်ဆိုင်ထားလို့ဒီလိုမျိုးသားသမီးမျိုးကို ပိုင်ဆိုင်ထားတဲ့မိခင်ကျွန်တော်နိုင်ငံအတွင်းထဲမှာအမြောက်များရှိနေပါတယ်ဒါတော်လန်ရေးအောင်ပွဲဒါဟာတိုက်ပွဲတိုင်းရဲ့ အောင်ပွဲတော့ချက်ဖြစ်ပါတယ်။ကျွန်တော်ရဲ့လူငယ်တွေဟာရှင်လက်စစ်မြနာပြင်ကြာရနေရတာဝန်ထမ်းဆောင် နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့မိသားစုအခုလုံးကျွန်တော်တို့ရဲ့မိဘပြည်သူတစ်ချက်လုံးမှာကျွန်တော်တို့နဲ့အတူတူကျွန်တော်တို့ရဲ့အရေးတွေလို့ထက်ချက်မကွာလိုက်ပါလာတာ။ကျွန်တော်တို့ကအမြဲတမ်းဆူတောင်းပေးတယ်။ကျွန်တော်လိုအပ်ချက်ကိုလည်းပဲအမြဲမပြတ်ယနေ့အချိန်ထိမငြင်းမငြူတခါတည်းမှာတောင်းစရာတော့မလိုပဲနဲ့ ပြပို့နေတာဆိုတော့ဒီအချိန်ဒီမှာလက်ရှိကျွန်တော်တို့ရဲဘော်တွေနဲ့တသွေးတသားတထက်ထဲဖြစ်နေကြတဲ့မိဘတွေကျွန်တော်တို့ရဲဘော်တူကြဆုံးသွားပြီဆိုရင်ကျွန်တော်ရဲဘော်တူထိခိုက်သွားတယ်ဆိုရင်ကျွန်တော်ရဲ့မိဘတွေလည်းဘသူမွေးမွေးငါသွေးသားဆိုတဲ့ခံစားချက်အတိုင်းတကယ်ကိုဆုံးရှုံးမှုအတွက်စင်ကောင်းဖြစ်ရတာအခြေအနေတွေကိုကျွန်တော်တို့အများနဲ့ကြားနေရပါတယ် ဟုတ်ပြီလက်နက်ကင်တိုက်ပွဲပြီးတော့လက်နက်ကင်အချင်းချင်းဒါရင်ဆိုင် တွေ့ရတဲ့ပွဲတွေမှာစစ်မြေပြင်မှာကြာရှုံးမှုတွေတိုက်ဆုံမှုတွေဒါတွေကတော့မထူးဆန်းပါဘူးဒါပေမဲ့ထူးဆန်းတာကဒီကနေ့မှဆို KIA ဘက်ကဗိုလ်ကြီးဒါရှင်းနောနဲ့တိုက်ပွဲသတင်းကြားတာနဲ့ ူမိခင်ဖြစ်တဲ့သူကနှလုံးရက်ပြီးတော့သိဆုံးသွားတယ်မထင်မှတ်ဘဲနဲ့တာမီနှစ်ယောက်လုံးရဲ့နာရီတရက်ထဲလုံလိုက်ရဒါကြောင့်ညေဘလူငယ်တူးကြီးစီတိုင်းမှာသူတို့ကိုမွေးဖွားခဲ့တဲ့မိခင်တွေရှိကြတယ်သူတို့မိသားစုရှိကြတယ် ဆိုတော့ဒါတွေမှာသူတို့ရဲဘော်တဦးကြီးစီတိုင်းပိဆက်နေသလိုသူတို့ရဲ့မိသားစုဝင်တွေပါပိဆက်နေကြတယ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘညီကိုမောင်တို့ကတဦးချင်းစီတိုင်းကလည်းပိဆက်တိုက်ပွဲဝင်နေကြတာဖြစ်တယ်မှတ်တမ်းကြည့်လိုက်မယ်ဆိုရင်ဟာအရှိတမ်းမှာလူငယ်တွေကတိုက်နေတယ်ငါတို့ကတော့အေးအေးဆေးဆေးအဆင်ပြေနေတယ်မဟုတ်ဘူး ကျွန်တော်တို့ရှေ့တန်းမှာအလုပ်လုပ်နေလို့ကျွန်တော်တို့မိဘတွေကလည်းနောက်တန်းမှာအလုပ်လုပ်နေကြရတာကျွန်တော်တို့အတွက်ဆူတောင်းပေးတယ်ကျွန်တော်တို့လိုအပ်တဲ့အခါတွေမှာမရှိပေမဲ့လည်းပဲကုညီနိုင်အောင်ကြိုတင်ပြီးတော့သူတို့ပြင်ဆင်ထားကြတယ်တကွာလုံးမှာကျွန်တော်တို့နိုင်ငံသားတွေမြန်မာနိုင်ငံသားတွေဟာအခြေခံအားဖြင့်လောက်ခလာစား အခြားသောဥရောပနိုင်ငံတွေကလွဲလို့ပေါ့ဗျာအချို့သောအာရှနိုင်ငံတွေမှာလောက်ခလာစားညီတူတန်းတူအခွင့်အရေးအဖြစ်ဝမရဘဲနဲ့လောက်ကန်ရှာဖွေစားတော့ရက်တည်နေကြရတာပါအများစုသောကျွန်တော်တို့ရဲ့ပြည်သူလူတစ်ရက်လုံးတပါသောနိုင်ငံမှာလောက်ကန်နေထိုင်ရင်းနဲ့ကျွန်တော်တို့ရဲ့ဒါအာနာရှင်မြစ်ပြတ်ချင်းမုန်းနဲ့ လူတော်လှန်ရေးပြီးတော့ဒီအချိန်မှာဆုံးသက်ရမယ်ဟေးဆိုတဲ့ကြွေးကြော်သံနဲ့ကျွန်တော်တို့နဲ့အတူတူရပ်တည်ခဲ့တဲ့ကျွန်တော်ရဲ့မိဘပြည်သူညီကိုမောင်မအားလုံးဟာပိတ်ဆက်တိုက်ပွဲဝင်နေကြတာသူတို့ရဲ့အချိန်တွေကိုပိတ်ဆက်နေတာငါတို့ရဲ့ငောင်ရေးအတွက်ငါတို့တီးငါတို့အသက်ကြီးလာရင်ငါတို့ကျမ်းမာရေးအတွက်ဆိုတာမျိုးတွေကိုဘာမှမစင်စားပဲနဲ့ဒီတော်လန်ရေးမြင်မြန်ပြီးဖို့အတွက်ငါတို့ရဲဘော်တွေ့ ငါတို့သားသမီးတွေလိုချစ်ကြတယ်ငါတို့ညီငယ်တွေကိုတတ်နိုင်ဆုံးပြည့်စုံဆုံးကူညီဖို့သူတို့ရဲ့ငယ်ရွယ်နှုတ်ပြမှုတွေသူတို့ရဲ့လှုပ်အားတွေသူတို့ရဲ့ဂုံတိတ်ခါတွေသူတို့ရဲ့ခံနိုင်ရည်တွေသူတို့ရဲ့ကြမ်းမာရည်တွေအကုန်လုံးကိုပြစ်ဆက်တိုက်ပွဲဝင်နေကြတာအားလုံးက အတူတူဖြစ်တယ်လူဆိုတာတိုက်ပွဲစစ်မြင်တာပြင်မှာတေမတိုက်ပွဲစစ်မြင်တာပြင်မှာဒဏ်ရာရမှာဒဏ်ရာရတာမဟုတ်ပါဘူးမိမိတို့လုပ်ငန်းကိုယ်တွေမိမိတို့သွားလာလှူရှားနေတဲ့နေရာတွေမှာလဲအချိန်ကြီးဘာဖြစ်သွားမလဲဆိုတာဘယ်သူမှမခံမနိုင်ပါဘူးဒါတွေကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိပါတယ်တိ ါပေမဲ့လည်းပဲငါတို့အတွက်ဆိုတာမျိုးကိုလုံးဝစဉ်းစားပဲနဲ့ကျွန်တော်တို့ဒီတော်လန်ရေးအတွက်အပြည့်အဝဆုံးတတ်နိုင်ဆုံးအကောင်းဆုံးစူးစမ်းပြင်ဆင်နေကြပြီးတော့ကျွန်တော်တို့အတွက်သူတို့ပါထပ်တူပေးဆက်နေကြတာကျွန်တော်အရှိမပြောခဲ့တဲ့သူတို့ရဲ့နှုတ်ပြုံမှုတွေသူတို့ရဲ့အချိန်တွေသူတို့ရဲ့ကြမ်းမာရေးတွေသူတို့ရဲ့ညာပြသောဒါ ကာလအပိုင်းချအကန့်တမဲ့ဘာပိုင်ဆိုင်မှုမှဘာအတွက်မှမရှာဘဲနဲ့လက်ရှိသူများစီမှာနေတယ်သူများစီမှာလုပ်နေရတယ်သူတို့စီမှာလည်းဘာတစ်ခုမှပိုင်ဆိုင်မှုမရှိပေမဲ့လည်းပဲကျွန်တော်တို့ကိုကူညီဝန်းရံနေကြတဲ့ကျွန်တော်ရဲ့မိဘတအိုးချင်းစီတိုင်းကိုလေစာဂျေစုအထူးတင်ရှိပါတယ်ဒါကကျွန်တော်တို့တော်လှန်ရေးရဲ့တမိုင်းဝင်မှတ်တမ်းတစ်ခုပါ ဒါပြင်အခုလိုမျိုးရှေ့တန်းမှာတားဖြစ်တဲ့သူတိုက်ပွဲကြသွားတယ်ဆိုတဲ့သတင်းကြားလိုက်တာနဲ့နောက်တန်းမှာအနောက်မှာရှိတဲ့အမေကပါနှလုံးရက်ပြီးတော့တည်ဆုံးခဲ့ရဒါကျွန်တော်တို့နိုင်ငံရဲ့အာဇာနည်ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ကျွန်တော်တို့တေချာပေါ့မတန်းတင်ရည်ထိုးထားရမှာ ဖြစ်ပါတယ် နောက်တစ်ခုကလက်ရှိအချိန်မှာကျွန်မဖက်စစ်ခွတ်တက်အာကျွန်တော်တို့ရဲ့အယတားပြည်သူတွေကိုလူမျိုးတုံးတက်ဖြတ်ပြစ်ခတ်မှုတွေကိုတရားစက်လုပ်ဆောင်နေပါတယ်အစိမ့်ငွေဘုံ23လုံးထိကျဲချသွားတယ်ဆိုတော့အဲ့ဒီနေရာမှာ ရှိတဲ့ကျွန်တော်တို့လူသားတွေတွေမဟုတ်ဘဲနဲ့ရှိရှိသမျှအသက်ရှူသောအသက်ရှင်သောတရဝအကုန်လုံးတည်ကြည်ပျက်စီးခဲ့ရတာ ਨੇ တဘောပဝင်းချင်းလေရုခုလုံးညဉ့်ညမ်းစီပြီးတော့အဲ့ဒီနေရာမှာရှင်သန်နေတိုင်းလုတ်ကန်စားတော့ဖို့အခက်အခဲမျိုးစုံရောက်သွားနိုင်တဲ့ဓာတုစိတ်ငွေဘုံတွေကိုရဲဆက်ဆက်အသုံးပြုနေတာဖြစ်တယ်။ဒါတော့နျူကလ িয়ার မရှိလို့နော်ဂျပူကနျူကလ িয়ার ရှိတဲ့ကောင်နျူကလ িয়ার နဲ့ကျွန်တော်ဖြစ်သူကိုဒုက္ခပေးအောင်မှာဟုတ်ပြီဖြစ်စဉ်လေးကိုကျွန်တော်အနေနဲ့တင်ပြခြင်းပါတယ် မေလ9ရက်နေ့တရက်ထဲမှာပဲတောင်းပြီးလူမြောက်ရေတက်မတော့ထိချုပ်ထားတဲ့နေရာတွေကိုအကြမ်းဖက်စစ်ခွေတက်ကလေချောင်းကနေပြီးတော့ဒရုန်းနဲ့အုံပြုတ်ပြီးတော့အစိမ့်ငွေဘုံ20ချိန်ဘုံကျဲတက်ခတ်ခဲ့တယ်လို့ TNL ရဲ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရပါတယ်9ရက်နေ့တရက်ထဲမှာပဲအစိမ့်ငွေဘုံ20တလုံးကျဲသွားတယ်လေဗျာဟုတ်ပြီအကြမ်းဖက်စစ်ခွေတက်ဟာ ကျွန်တော်တို့ညီတော်မမိတ်သုံးပွဲဖြစ်တဲ့ AATNL MNDA အခုလာဒီအခုလာကုန်တီကျွန်တော်သတင်းပြောနေတဲ့မေလာကုန်တီအပြစ်ခတ်ရဆဲထားပေမဲ့လက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တက်ခိုင်းမှုတွေလေကြောင်းကနေပြီးတော့ဘုံကျဲမှုတွေပြီးတော့အခုအစိမ့်ငွေဘုံတွေကိုအလုံးကြီးအမြောက်အများ သုံးချပြီးတော့ရဆက်ဆက်တက်ဖြတ်ပြနေတာဆိုတော့ချိတ်ချောက်တာပေါ့ဗျာမတိကျွန်တော်တိုင်းသားပြည်သူကို ချိတ်ချောက်တယ်နမနှိနိုင်ငံရေးနီးအရာကျွန်တော်ပြည်သူကိုတက်ဖြတ်ပြပြီးတော့မင်းတို့ငါတို့ညှိနှိုင်းတဲ့အတိုင်းလက်ခံဖို့အတွက်လူတက်ပြပြီးတော့ဖျားပေးနေတာဒါနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာကျွန်တော်တော်လန်တော့တက်ဖွဲ့ဝင်တွေက အရွေးတပြားဗဇက်မှအလျှော်မပေးဘဲနဲ့ဆက်လက်တိုက်ပွဲဝင်ချိန်မုံသွားမှာ ဖြစ်တယ်လို့ကနအိုးကျွန်တော်မိဘတွေကိုတင်ပြပေးခြင်းနဲ့ဆိုတိုင်းတာညီကိုမောင်မတွေကနှစ်ပေါင်းများစွာခုလိုပဲခံခဲ့ရပြီးပြီဒီဒီချိန်ကတော့အဆိုးအဝါဆုံးအခြေအနေနဲ့ကျွန်တော်တို့အားလုံးရင်ဆိုင်နေရတာဒီဒီချိန်ကိုကျွန်တော်တို့အတူတူလက်တွဲပြီးတော့ကြော်ဖြတ်မယ်ဆိုတာမျိုးကျွန်တော်တို့အားလုံးကလည်းပဲခိုင်မာတဲ့ဂရိကုတ်တွေနဲ့ဆုံးဖြတ်ချက်တွေ ချထားပါတယ်ဒီလိုမျိုးစိတ်ငွေပုံ20ချင်ကျဲချပြီးလို့ရက်သွားတာလားဆိုရင်မဟုတ်သေးပါဘူးကျွန်တော်တို့နောင်ချုံမြို့ကို Jet Fighter နဲ့၄ချိန်လာရောက်ဘုံကျဲပြက်ခတ်သွားခဲ့ပါတယ်ဆိုတော့အဲ့ဒီပြက်ခတ်မှုအတွင်းမှာကျွန်တော်နောင်ချုံမြို့နဲ့အုံနီကျဲရွာဒီနေ့နက်9နာရီမှာပဲ ဘုံကျဲတိုက်ခိုက်မှုတွေအစိမ့်ငယ်အစိမ့်ငယ်ဘုံတွေချက်ချမှုတွေအတွင်းမှာတိကြိုက်ဒဏ်ရာရရှိတဲ့အခြေအနေတွေကိုတော့ကျွန်တော်တို့ထုတ်ပြန်ကြေညာချက်ထုတ်ပြန်အောင်မှာမဟုတ်သေးပါဘူးစင်းကောက်ယူနေစေလို့ပဲကျွန်တော်မိပါတွေကိုတပြချင်ပါတယ်ဆိုတော့ကျွန်တော်တို့ကိုလေချောင်းကနေပြီးတော့ဘုံကျဲနေတာဟာသူတို့တဲ့အဖြေရလာမှာမဟုတ်ဘူးကျွန်တော်တို့ပြည်သူကိုပို့ပြီးတော့ရက်ဆက်ပြလေလေကျွန်တော်တို့ဟာ လက်ရှိအကျန်းဖတ်တက်ဖြတ်နေတဲ့ဒီကောင်တွေကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်အမြင့်ဖြတ်ချိန်မှုံးရမယ်ဆိုတဲ့အတိတွေပို့ပြီးတော့ကြီးထွားလာတာဖြစ်တယ်။ပြီးတော့ကျွန်တော်တိုင်းရင်းသားညီကိုမောင်မတွေနဲ့ကျွန်တော်တို့အားလုံးပို့ပြီးတော့စူးစီးညီညွတ်စွာ အလုံးလုံးစေပါတယ်။ကျွန်တော်မြန်မာပြည်သူတည့်ရလုံးကလည်းပဲ ဒီအာနာရှူကောင်းတွေမရှိမှငါတို့ကလေးတွေအေးချမ်းမယ်ငါတို့နေမြီတွေလုံးဂျုံမယ်ဆိုတာကိုလည်းအကောင်းမွန်ဆုံးတွေ့ရှိထားတယ်သိရှိထားတဲ့အတွက်ဒီတော်လန်ရေးအမြန်ဆုံးဆုံးသက်ဖို့အတွက်ကျွန်ရဲ့မိဘတွေကလည်းအပြည့်စုံဆုံးဝန်းရံကူညီ နေကြတာဖြစ်တယ်ဒါကြောင့်သူတို့တွေလေချောင်းကနေပြီးတော့ဘလောက်ပဲဘုံကျက်တက်ဖြတ်နေပါစေ သူရဲ့စီရင်အရာအာတာသွားတဲ့နေရာတစ်ခုမှမရှိဘူးဆိုတာကိုလက်ရှိကျောင်းနိုင်ငံတွင်းထဲမှာတိုက်ပွဲဖြစ်ပွားတဲ့မြေပြင်အခြေအနေတွေကိုကျွန်တော်မိဘတွေတွေ့ရှိပြီးဖြစ်ပါတယ်ဒီချိန်ဟာအာနာရှင်အုပ်စုအမြင့်ပြတ်မဲ့အချိန်မှာဒါဟာသူရဲ့နောက်ဆုံးသော အချိန်မှာဒါကိုလည်းသူတို့ကောင်းကောင်းသိတယ်မသိသေးတာက အဲ့ဒီကောင်လေးကိုထောက်ပံ့နေတဲ့ဒီအကျန်းဖတ်တောက်တိုင်ကြီး မပြိုလဲဖို့အတွက်ဝိုင်းပြီးတော့ဝင်းရနေတဲ့ဘောမနေတဲ့ကောင်လေးတခါလဲကျွန်တော်ဒီကနေအပြည့်ပြောချင်တာကတော့ကျွန်တော်ပြည်သူကခင်ဗျားတို့တဦးချင်းစီတိုင်းတယောက်ချင်းစီတိုင်းတကောင်တမိမှအလွတ်ပေးမှမဟုတ်တဲ့အကြောင်းတင်ပြရင်းနဲ့ရုံးနိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်ရဲ့မိဘပြည်သူ ညီကိုမောင်နှမတစ်ရက်လုံးနဲ့ကျွန်တော်တို့တော်လန်တော့တဖွဲ့ဝင်တဦးချင်းစီတိုင်းဟာဒီနိုင်ငံကိုဖျက်ဆီးအကြမ်းဖက်နေတဲ့ကျွန်တော်ပြည်သူကို နေစဉ်တပ်ဖြတ်နေတဲ့အကြမ်းဖက်လူသက်ကောင်အကုန်လုံးတယောက်မကြံခြေမုံတုတ်တင်ပွားမှာဖြစ်တဲ့အကြောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပူကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ် လနဘေးစီဘေးကပေးချောင်းနဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘတအူးကြီးစီတဲ့ဘင်းနဲ့ကင်းရှင်းပါစီအောင်လေးလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ